ကျွန်တော်ဒီ28ရက်နေ့ကလေးတန်ကြောင့်ကျွန်တော်တည်ဆုံသွားတဲ့ဒီမိဘပြည်သူများနဲ့တည်ဆုံသွားတဲ့ဆရာတော်များအတွက်ကိုကြီးစုပြီးတော့ကျွန်တော်ဒီနေ့အမျှပေးဝေတဲ့အခမ်းအနားလေးပေးပေးပေးရရတဲ့အခမ်းအနားလေးပေါ့နော်ညာပြင်းညာတာအိတ်တဲ့အခါကျတော့ရှင်အကုန်လုံးကသတိနဲ့အိတ်ရတဲ့အပူဟိုပူပန်စရာကြီးပေါ့နော်ထရမာရပါတော့ထရမာရပါပေါ့အဲ့တော့ဒီကိုရောက်တဲ့အချိန်မှာဟိုအကုန်လုံးရဲ့အပူတွေကိုလည်းခံစားရရတယ် ဟိုဆုံးရှုံးမှုတွေအတွက်လည်းဒါဟိုကျွန်တော်အရန်ကိုစိတ်မကောင်းလည်းဖြစ်ရပါတယ်ဟိုပြီးတော့ကိုတွားလာနေကြနေရာကြီးလဲဆိုရင်ခုဆိုရင်လည်းဒါမရှိရဘူးဆိုတော့ဟိုဘလူးရဲ့ဖြစ်ဟိုတရားလည်းရရပေါ့နော်ကျွန်တော်ဘာမှပြန်မလုပ်ပေးနိုင်မှာကျွန်တော်တောင်းဝင်မကြည့်မှာကျွန်တော်အရန်ပူတယ်ဟိုအဲ့အတွက်ကျွန်တော်အကောင်းဆုံးလဲကျွန်တော်ကြိုးစားနေတယ်ပြီးတော့အကုန်လုံးနဲ့လည်းကျွန်တော်ဒူရှိနေပါရဲ့မစင်ရှင်းနေတော့ငါရဲ့ဒီကဘာဝဘေးလမ်းရောက် ဝါဟောဟုစုပြီးတော့တဲ့ဘုဒ္ဓဘာသာနဲ့ပုံပုံလေးညာရှင်လူအလုံးကိုယူပါတဲ့ကာလအကြံစီရတော့ဥစည်းဝေးဟော ဒီရွယ်ချက်ကတော့ကျွန်တော်တို့ဒီအရှင်စန္ဒာစူရိယဥဆောင်ပြီးတော့ဗောနော်ကျွန်တော်တို့ကိုကောင်းမြတ်လဲနဲ့ညီကိုများအဖွဲ့ရဲ့ကျွန်တော်တို့ကျွန်တော်တို့ဒီအာဗောနော်ကျွန်တော် level 8မိသားစုရဲ့ပြီးတော့အာဒီဆရာတော်ရှီကဒီကျွန်တော်တို့တားတပိတားတပိရဲ့ခုနှစ်တားတပိအားလုံးပေါင်းပြီးတော့ဗောနော်ကျွန်တော်တို့ဒီ28ရက်နေ့ဂလင်တန်ကြောင့်ကျွန်တော်တိတ်ဆုံးသွားတဲ့ဒီမိဘပြည်သူများနဲ့တိတ်ဆုံးသွားတဲ့ဆရာတော်များအတွက်ကိုကြီးစုပြီးတော့ကျွန်တော်ဒီနေ့အမျှပေးဝေတဲ့ ဟောခန္ဓာလေးပိပိပိရိရွတ်တဲ့ခန္ဓာလေးပေါ့နော်ဆိုတော့ဒီဒီလိုဒီလိုပုံစံမျိုးကကြတော့အာလှုပ်တဲ့လူတွေကတူးတယောက်ချင်းစီလှုပ်တဲ့ဆိုတော့ပမာဏကနည်းသေးတာပေါ့နော်ဟိုအကုန်လုံးအတွက်ရည်စူးပြီးတော့လှုပ်တဲ့ခါမျိုးကမလှုပ်ကြသေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီမန်းလေးထဲမှာလည်းပဲကျွန်တော်ရောင်းနေတဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးစီစဉ်ဖြစ်သွားတာပြီးတော့ဖုံဖုံဖုံတရရှစ်ပါးကိုပင့်ဆောင်ပြီးတော့ကျွန်တော်ရွတ်ရွတ်ရွတ်တာပေါ့နော်ဟုတ်ဟာပါဝင်ခွင့်ရရတဲ့အတွက်လည်းဒါဟိုပြောမယ် ဟိုဝမ်းသာပါရောမပြောတော့ပါဘာဖြစ်ဒီလိုမျိုးလာရောက်ပြီးတော့ဒီလိုလာဝင်ရတဲ့အတွက်လည်းဒါကျွန်တော်ဟိုအားရပါတယ်ဟုတ်ဒါတော့ဒီခုနကျွန်တော်ပြောတဲ့ဒီဖိုးဖိုးအရှင်စန္ဒာဆူရီးယားနဲ့ကိုကောင်းမြတ်လင်းတို့ ရဲ့ဥဆောင်တာပေါ့နော်ကျွန်တော်တို့ကအရေးကြီးတဲ့အရာတခုကိုမေ့နေကြတာပေါ့နော်အခုဒီချိန်မှာလှူဖို့တန်းဖို့ဆိုတဲ့ဟာတခုကလည်းကျွန်တော်တို့လည်းမြေပြင်မှာလည်းလှုပ်ဆောင်နေပါတယ်ဒါပေမဲ့အသက်ဆုံးမသွားတဲ့လူတွေအတွက်ကိုအဲ့လိုမျိုးအပြခုသူပေးဝေတယ်ဆိုတဲ့ဟာတခုကပုံပြအရေးကြီးတဲ့ဟာတခုကိုမေ့နေတာပေါ့နော်ဒီလိုမျိုးကိုတက်ကြီးရဲ့ဆရာတော်တွေနဲ့ဒီကိုတက်ကြီးရဲ့အကိုတွေကနေဥဆောင်ပြီးတော့ဒီလိုလှုပ်တင်နေဆိုတဲ့ဟာမျိုးဒီမှာကျွန်တော်တို့နောက်ကနေပြီးတော့ live live ပြီးတော့ဝင်ရတာပါဒီလိုကျွန်တော်တို့အကောင်လုံးကအပူတွေနဲ့ ဟိုပေါ့နော်ဟိုတချို့ဆိုလို့ရှိရင်လည်းဒါပျော်ဆုံးနေတဲ့သူတွေကိုလိုက်ရှာနေရတာနဲ့ချိုးကြပင်တော့လည်းပူဆွေးတော့ကရောက်နေကြတဲ့သူတွေနဲ့ကျွန်တော်တို့ဒီကလပ်ဖို့လိုအပ်နေတဲ့အရာတွေကိုအကုန်လုံးမေ့နေကြရပေါ့နော်မေ့နေကြရပေါ့ဆိုတော့ကျွန်တော်တို့လည်းဒါဟိုအချိန်အားသိလျော်စွာနဲ့ကျွန်တော်တို့ဒါအကုန်လုံး quantity ဖြစ်သွားရတဲ့အတွက်ကျွန်တော်တို့ဒါလေးလူဖြစ်သွားပါခင်ဗျာဟိုအကုန်လုံးအတွက်ဒါအမျှဝေရဟို과တစ်ပါးတို့ကောင်းကောင်းမွန်မွန်ဖျက်ဖျက်အောင်နဲ့ဒါကုနိုင်ဖို့အတွက်ကျွန်တော်တို့ကဒါရည်စူးပြီးတော့ဒါခုလိုလေးလုပ်ဖြစ်သွားပါခင်ဗျာဟုတ် ယတနုဘာဝတောယတနုဝတ္တိပိပန္နံယတိဇဝတုလောကတောရတ္တိဒီဝမတ္တတိတောဒုက္ခသူတိသောသဘဝတေရှိသဘာတတိသေဝပါရိကုတုပေတံပရိစ္ဆာတံပနာမကရဏိယမာသာဥပေနာယတတန္တပရာဟိသမစ္စတကောဟုသာသူသာသောသဘာဘုရတိမာနိဟုတ်ကဲ့ပါကျွန်တော်တို့ဒီ ကျွန်တော်တို့ဒီမြန်မာနိုင်ငံကဒီကလင်တန်မမဟုတ်ဘောတော့တဘာဝဘေးအနေနဲ့ပတ်သက်ပြီးတော့မျက်နှာခံရတဲ့ရေဘေးဆိုတဲ့ရေဘေးမီးဘေးဆိုတဲ့မီးဘေးအငလင်ဘေးဆိုတဲ့ကလင်ဘေးပေါ့နော်ဒီဖြစ်သွားတဲ့အပေါ်မှာကျွန်တော်တို့တက်နိုင်တဲ့အားအနေပြီးတော့အစွမ်းကုန်ပါဝင်ကူညီနေပါတယ်လို့ဟုတ်ပြီဒီအခုကျွန်တော်တို့ဒီပါဆိုလို့ရှိရင်လည်း ျွန်တော်တို့အခုဒီနေရာကတော့ကျွန်တော်တို့ debate meter ဆိုရှိတဲ့နေရာပေါ့နော်အဲကျွန်တော်တို့တွေနဲ့ပူးပေါင်းပြီးတော့အလူတွေနဲ့ဆက်လုပ်ဖို့လည်းရှိရဲဒီနေ့မှာတော့ဖုံဖုံဥဆောင်တဲ့အဖွဲ့တားတပီးတွေနဲ့ကျွန်တော်နောက်ထပ်နေရာတွေမှာသွားလူမှာပေါ့နော်ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမြောက်ပိုင်းဘက်ကနေပြီးတော့ဒီကွမ်လုံကုညီအသင်းတွေပြီးတော့ဒီကျွန်တော်တို့တိုင်းရင်းသားကုညီအသင်းတွေအားဆိုပြီးတော့တို့ကုညီချင်းလို့တို့ဒုက္ခတကကိုပစ္စည်းတွေကိုတည်ဆောင်လာပြီးတော့ဒီကိုကျွန်တော်တို့ရှိမလာပြီးတော့ပစ္စည်းလာချရတယ်။ကုန်ကားအကြီးကြီးတွေလည်းဆိုဒီနေ့နဲ့ဆိုလို့ရှိရင် ်တော့30တိုက်လောက်ရှိပြီအာဒီ60တောက်ရှိပြီအဲ့အဲ့လိုအဲ့လိုကားကြီးတွေနဲ့ဒါချတာပေါ့နော်ပစ္စည်းအပြည့်ပဲအဲ့လိုကျွန်တော်တို့ဒီဒီစားစားနေရခါတွေပါတယ်ပြီးတော့လို့ရှိရင်ကျွန်တော်ဆေးဝါးတွေပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ dead body bag တွေလည်းပါတယ်ပြီးတော့ခုနကလို့ကျွန်တော်တို့ကုညီပေးမဲ့လူတွေအတွက်လည်းပါတယ်ပေါ့နော်နောက်ထပ်တစ်ဆင့်ကတော့ဒီခုခုနလေးတိုင်ပင်နေကြတာပေါ့နော် temporary tank တွေနဲ့ temporary toilet တွေကိုကျွန်တော်တို့အခုပို့ပြီးတော့လုပ်ပေးဖို့အတွက်ကိုအခုကျွန်တော်တို့စူးစမ်းနေကြတယ်ပေါ့နော်ဒီနေ့မှလည်းပဲကျွန်တော်တို့ဆက်ပြီးတော့

အဲ့လောက်ထိဟိုမခံစားရပါဘူးအဲ့တော့ဒီကလူတော်များများကြီးတိုင်းလို့ရှင်အလုံးအကုန်လုံးကအပူပူပန်တော့ကရင်နေပေါ့နော်တချို့ရေဘာမှမဖြစ်တဲ့သူတွေရှိပေမဲ့လည်းညာပြင်းညာတာအိတ်တဲ့ခါကြလို့ရှင်အကုန်လုံးကတတိနဲ့အိတ်ရတယ်အပူဟိုပူပန်စရာကြီးပေါ့နော်ထရမရပါထရမရရပါပေါ့အဲ့တော့ဒီဟိုရောက်တဲ့အချိန်မှာဟိုအကုန်လုံးရဲ့အပူတွေကိုလည်းခံစားရတယ်ဟိုပြီးတော့ဟိုပြောမှဆိုရင်အရင်တော့ဆိုရင်မန္တလေးလာပြီဆိုရင်မန္တလေးကအရန်ဟိုချစ်ဖို့ကောင်းတဲ့မြို့ပေါ့နော်ဒီလိုပြောမှဆိုရင်ဒီပြည်သက်တွေတော်တော်များများရတယ်ဒီနုပညာရှင်တွေကိုအရန်ချစ်ကြတယ် အခုချိန်မှာတို့ဟိုကျွန်တော်ဘာမှပြန်မလုပ်ပေးနိုင်မှာကျွန်တော်တောင်းဝင်မကြီးမှာကျွန်တော်အရန်ပူတယ်ဟိုအဲ့အတွက်ကျွန်တော်အကောင်းဆုံးလဲကျွန်တော်ကြိုးစားနေတယ်ပြီးတော့အကုန်လုံးနဲ့လဲကျွန်တော်ဒူရှိနေပါတယ်ပြီးတော့လဲဟိုဆုံးရှုံးမှုတွေအတွက်လဲဒါဟိုကျွန်တော်အရန်ကိုစိတ်မကောင်းလဲဖြစ်ရပါတယ်ဘယ်လိုပြောပြမှန်းတော့မသိဘူးပေါ့နော်နေရက်နဲ့အမျှကျွန်တော်တို့ခံစားရတယ်မြင်မြင်ရတွေ့ရတယ်လိုင်းမော်ပဲဖြစ်ဖြစ်ကိုကိုတိုင်းအပြင်မှာတွေ့ရောလဲခံစားရတယ်ဟိုပြီးတော့ကိုသွားလာနေကြနေရာကြီးလဲဆိုရင်အခုဆိုရင်လဲဒါမရှိရောဘူးဆိုတော့ဟိုဘလူးရဲ့ဖြစ် တရားလည်းရရပေါ့နော်အဲ့တော့ညိုက်ပါပဲဟုတ်ကျွန်တော်တို့လည်းဒီမြေပြင်ပေါ်မှာဒီလူရှင်တွေလူတဲ့ငွေတွေကိုထိထိရရဖြစ်သွားဖို့အတွက်ကိုဘယ်လိုလှုပ်ဆောင်အောင်လဲဆိုတာကိုပဲတွေးနေတာပါဟုတ်ကဲ့ဒီရော လာလို့ရသေးလားဒီတော့ဒီတရားကိုလည်းကျွန်တော်တို့လာလာ94 30B ပေါ့เนาะကျွန်တော်တို့ဒီအခုဆောက်လက်စားအဆောက်အဦရှိတယ်အဲအကြီးပေါ့เนาะလိမ့်စာတော့ပြီးတော့မှပဲ Golden Golden Hotel ရှိတယ်ဟုတ် ဒီတိတ်ဆုံးသွားတဲ့သူတွေအတွက်ကိုရည်စူးပြီးတော့ကျွန်တော်တို့ကအမျှပေးဝေတဲ့ခန္ဓာလေးပါကျွန်တော်တို့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဆိုရှင်လည်းပဲကျွန်တော်တို့အတူတူမူတီတာပွားပြီးတော့ကျွန်တော်တို့အလှကုကုသိုလ်ဌာနပြုလို့လည်းရတယ်ကျွန်တော်အမျှပေးဝေလို့လည်းရပါတယ်လို့နော်ကုသိုလ်ထထထမြရပါတယ်ထထကျွန်တော်တို့ပြုပြုမြကုသိုလ်ကောင်းမှုအဆုစုကိုကျွန်တော်တို့ဟိုကြည့်နေတဲ့အမိဘပြည်သူများလည်းထထထမြရပါစေလို့ကျွန်တော်တို့အမျှပေးပေးလိုက်ပါတယ်ရှိသားပါဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်